အနေအထိုင်မတက်လို့ဝေဖန်ခံနေရတဲ့ All Day Annie The Black Label ကနေစင်တင်ပေးသွားမယ် Co-ed Group All Day ဟာသူတို့ရဲ့ပွဲထွက်ကိုမစတင်ရသေးပေမဲ့သတင်းကောင်းကြီးပိုင်းတွေမှာတော့ဇက်တိုက်ဆိုသလိုနေရာယူနေခဲ့ပါတယ် Annie Moon ဟာပွဲဦးမထွက်ခင်ကတည်းက Samsung အုပ်စုရဲ့မြေကြီးဖြစ်ကြော်ကြားနေကြတာကြောင့် Netizen တွေကသူ့ရဲ့ pre-debut photo တွေကိုဝင်ရောက်ကြည့်ရှုနေကြပါတယ်။ဒီအခါမှာ Netizen တွေက Annie ရဲ့အမျိုးသားတွေ၊မိတ်ဆွေတွေနဲ့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုမြင်တွေ့ခဲ့ကြပြီးသူ့ရဲ့အနေထိုင်နဲ့ပတ်သက်လို့ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အန်နီကငငယ်ကလေးကသူ့ရဲ့အိမ်မက်ဟာအစရောတယောက်ဖြစ်လာဖို့ဖြစ်ကြောင်းသူကိုယ်တိုင်ပြောပြခဲ့ပေမဲ့သူ့ရဲ့ဆိုရှယ်မီဒီယာကပုံတွေကတော့အန်နီဟာအိုက်ရိုတယောက်ဖြစ်လာကျင်တာတကယ်မှဟုတ်ရဲ့လားဆိုတာတန်တရားဝင်စရာဖြစ်လာပါတယ်။ဓာတ်ပုံတွေထဲမှာအန်နီကိုအမျိုးသားတယောက်ရဲ့ရင်ဝင်ထဲမှာတွေ့ရသလိုနောက်ထပ်အမျိုးသားတယောက်နဲ့လည်းအနေထိုင်ကရင်းနှီးလွန်းနေတာတွေ့ကြရပါတယ်။ဒီမျိုးသားကတော့အန်နီရဲ့ရင်းနှီးတဲ့တငယ်ချင်းစင်မြူရယ်အင်ဖြစ်ပါတယ်။ စီမျူရ်အင်ဟာဘလက်ပင့်ရိုဆယ်လိုမျိုးဆယ်လီရီနဲ့လည်းယဉ်နှီးသူတစ်ယောက်ပါသူရဲ့ sexuality အကြောင်းကိုထုတ်ပြောထားတာမရှိပေမဲ့လည်းပြည်သက်တွေကတော့ Samuel က gay တယောက်ဖြစ်ကြောင်းပြောရင် Andy ကိုကာကွယ်ပေးခဲ့ကြပါတယ်။ Idol လုပ်မဲ့ trainee တွေက နောက်ကျရှင်းဖို့လိုတာမို့ trainee တွေကသူတို့ရဲ့ social media account တွေဆိုရင် ရှင်းလင်းထားတာတော့ရှိပါတယ်။ဒါပေမဲ့ NEC မှာအမည်မသိအမျိုးသားတွေနဲ့ရိုက်ထားတဲ့ပုံတွေအများကြီးရှိနေတာကြောင့်ကိုရီးယားကသတ်မှတ်ထားတဲ့ Idol standard နဲ့ကွာခြားနေပြီး netizen တွေရဲ့ဝေဖန်ခြင်းကိုခံနေရပါတယ်။ ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်